ဒီနေ့မြန်မာ21ရက်နေ့မှာပြည်သူတွေကို NUG ယာယီသမရကနှစ်သက်ကူနှုတ်ခွန်းဆံမိန်ကွန်ပြောကြရမှာတော်လှန်ရေးလေးနှစ်ကြုံလွန်လာတဲ့အချိန်အထိဘေးဒုက္ခမျိုးစုံအကျက်အတဲပေါင်းစုံကိုရင်ဆိုင်အန်တုပြီးတော်လှန်ရေးကိုအားပေးထောက်ခံဝန်ရံခဲ့တဲ့ပြည်သူတွေရဲ့ဆွဲတက်တီကိုအလေးအမြတ်ပြုရသလိုအထူးကျေးဇူးတင်ကြောင်းပြောကြပါရယ် NUG အစိုးရဟာလူထုရဲ့ယုံကြည်မှုနဲ့ပေးအပ်ထားတဲ့တာဝန်ကိုထမ်းဆောင်နေတာကြောင့်ရရှိထားတဲ့အောင်မြင်မှုတွေမှာပဲကျေနပ်နေမှာမဟုတ်ပဲ ပြည်သူအလုံးလိုလားတောင်းတာတဲ့တော်လှန်ရေးအောင်ပွဲရတဲ့အထိဒီဇိုင်းမမတ်ချီတက်သွားမယ်လို့ဆိုပါရယ်တော်လှန်ရေးအင်အားစုအသီးသီးရဲ့စွမ်းဆောင်ရည်တွေနဲ့ပြည်သူလူထုရဲ့အပေးထောက်ခံမှုတွေကြောင့်ဒီနေ့အချိန်မှာစစ်ကောင်စီဟာမြန်မာစစ်သမိုင်းတလျှောက်အကြီးအမားဆုံးရှုံးနိမ့်မှုတွေကိုရင်ဆိုင်ကြုံတွေ့နေရကြောင်းနိုင်ငံတော်မှာစစ်ကောင်စီထိန်းချုပ်နိုင်မှုက၄ပုံ၃ပုံတောင်မရှိတော့ဘူးဆိုတော့မြေပြင်အချက်လက်တွေကဖော်ပြနေကြောင်းယာယီသမရကဆိုပါရယ်တော်လှန်ရေးအချိန်ကာလကြာမြင့်လာတာနဲ့အမျှ ပြည်သူတွေထိခိုက်ခံစားရတာကြီးမားသလိုတိုင်းပြည်လည်းနစ်နာခဲ့ရတဲ့အခြေအနေကိုလည်းသူကထည့်သွင်းပြောကြားပါတယ်။ဒါကြောင့်တက်နိုင်သမျှဒီဒေါ်လာရေးကိုအ мян ဆုံးအောင်မြင်အောင်လှုပ်ဆောင်ပြီးပြည်သူတွေထမ်းထားရတဲ့ဝန်ထုပ်ဝန်ပိုးတွေပပျောက်သွားအောင်ကြိုးစားရမှာဖြစ်တယ်လို့ရရှိသမရကပြောကြားခဲ့ပါတယ်ရှင်။